ပိုင်ကျင့်စဉ်တစ်ခုအနေနဲ့အဲ့ဒီခေတ်ကပြင်းပြင်းထန်ထန်ကျင့်တဲ့အချက်ကိုဥစားပေးတဲ့အနေထားရှိသည့်အတိုင်းကျင့်တယ်။ဘာကျင့်ကိုစပြီးတော့ကျင့်တာတော့လို့ဆိုတဲ့အခါဒုက္ကရစရိယနော်ဒုက္ကရဆိုတာတာမန်ပုဂ္ဂိုလ်တွေမလုံးနိုင်တဲ့စရိယအချက်ဒုက္ခစရိယလို့ပြောတာမဟုတ်ဘူးဒုက္ကရစရိယနော် ုက္ခစရိယာဆိုတာဆင်းရဲတဲ့အကျင့်ကိုပြောတာတကယ်အမှန်ရေးရမှာကဒုက္ခရစရိယာဒုက္ခရဆိုတာလွယ်လွယ်ကူကူနဲ့မရဘူးခက်ခဲရင်ကျင့်ရတဲ့စရိယာအကျင့်အဲ့ဒီဒုက္ခရစရိယာအကျင့်ကိုကျင့်ဖို့ဘာကစလောက်တုံးလို့ဆိုတော့သူစိတ်ကိုချိုးနှိမ်တယ်စိတ်ကိုချိုးနှိမ်တဲ့အလုပ်ကိုစိတ်ကိုပိတ်ဆို့ပြီးချိုးနှိမ်တဲ့အလုပ်ကိုစလောက်တယ် ဟုတ်တယ်လေတရားထုတ်တဲ့အခါကြီးထွက်လေဝင်လေလေးမှတ်ရင်တောင်ပါပဲဒီစိတ်ကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ကာမဂုဏ်အာယုန်တွေကနေတားဆီးလို့မှမရတာမဟုတ်လားအဲ့တော့ဖះကသူတရားကျင့်ခဲ့ပုံကိုပြန်ပြောပြတဲ့အခါမှာဒန္တိပိဒန္တမာတာရတယ်အန်ကျိတ်နော်ပြောပြောလေးလုံးလုံးမရဘူးအန်ချိတ်တာအန်ကိုချိတ်ပြီးတော့ မရရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဒန္ဒီဖိဒန္ဒမာရာယဆိုတာသွားပေါ်မှာသွားနဲ့ဖိတယ်ဆိုတာဒန်အန်ချိတ်တယ်ပေါ့ပမာရီပြောတဲ့စကားအန်ချိတ်တယ်အန်ချိတ်ပြီးဇီဝါယတာလုံအဟိဆာရှာနဲ့လေအကောင်ကိုထောက်ထားတယ်မက်တင်တဲ့သဘောပေါ့နော်အဲ့ဒါလို့လုတ်ပြီးတော့စိတ်ကိုတအားဖိနှိပ်ချုပ်ချယ်လိုက်တဲ့အခါ ဒီအကျင့်ကိုပထမဆုံးစချက်တယ်စိတ်ကိုတခြားမရောက်အောင်ဖိနှိပ်ပြီးတော့ဆုတ်ပိတ်ချုပ်ချယ်လိုက်တဲ့အခါဘာဖြစ်လာတော့ဆိုခြိုင်းညားတွေကချွေးတွေပြိုက်ပြိုက်ကြလာတယ်တအားကြိုးစားလိုက်တော့ချွေးတွေပြန်လာတယ်ဟုတ်ပြီတကယ်လောက်ပြီဆိုရင်ချွေးပြန်လာပဲလေချွေးပြန်လာတယ်အဲ့တော့ချွေးပြန်လာချွေးပြန်လာတဲ့အခါမှာအဲ့ဒီဒုက္ခဝေဒနာကိုလည်း ဒုက္ခဝေဒနာကြောင့်စိတ်ပြက်သွားတာမရှိဘူးတဲ့ဆက်လုပ်ဖို့ပဲစိတ်ထဲမှာအာတန်နေတယ်ဟောအခက်အခဲတွေတွေ့လာတယ်ဒုက္ခတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့ဒုက္ခဝေဒနာကိုစိတ်တက်ကြပြီးတော့မသွားဘူးဆက်ပြီးတော့စ조사အထုတ်ဖို့လောက်လာတယ်ဘုရားလောင်းဆက်ပြီးတော့စ조사အထုတ်တယ်ဒုက္ခကစိတ်ကိုလာပြီးတော့မလွှမ်းမိုးနိုင်ဘူးတဲ့ဒါနဲ့နောက်တစ်ဆင့် တက်လိုက်တယ်အဲ့ဒါကိုဖယ်ပြီးတော့နောက်တစ်ဆင့်တက်တယ်ဘာလို့တုံးဆိုအပ္ပနကဇံလို့ခေါ်တယ်အာယုန်တခုတည်းစိတ်ကိုပို့ထားပြီးတော့အသက်ဒီထွက်လေဝင်လေကိုချုပ်တီးတဲ့အချက်တစ်ခုခြင်းထွက်လေဝင်လေကိုဆုပ်ပိတ်လိုက်တယ်ပါးစပ်ကလည်းလေမထွက်အောင်ပိတ်တယ်နှာခေါင်းကလည်းလေမထွက်အောင်ပိတ်တယ် နားတဲ့ကလည်းလေမထွက်အောင်ပိတ်တယ်ထွက်လေဝင်လေကိုပိတ်ဆို့ပြီးတော့အန်ကျိတ်ပြီးတော့ထွက်လေဝင်လေကိုမထွက်ရအောင်ပိတ်လိုက်တယ်ချုပ်တီးလိုက်တယ်ပေါ့နော်ထွက်လေဝင်လေကိုမအဲ့လိုချုပ်တီးလိုက်တဲ့အခါအခက်ခဲကပထမဆုံးဘာဖြစ်လာလဲလို့ဆိုအဓိမတ္တာဝါတာမုဒ္ဒနိဥဟနန္တိတဲ့တိတ်ပြင်းထန်တဲ့ဒီလေကခေါင်းထဲမှာလာပြီးတော့တိုးတယ်လို့ဆိုလို့ နှာခေါင်းကလေမထွက်ရဘူးနားလေမထွက်ရအပေါက်ရှင်းပြပိတ်လိုက်တယ်ပစူပါဆိုပိတ်ထားလိုက်တယ်ချုပ်တီးထားလိုက်တဲ့အခါကျတော့လေက တိုးမိတိုးရတူးတဲ့အခါခေါင်းမှာလာတိုးတယ်အင်ဒါမှပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ခေါင်းကို တူကြီးနဲ့ထုနေသလိုခေါင်းကျင်းတာဖြစ်လာတယ်သို့တော့အဲ့ဒီဒုက္ခဝေဒနာနဲ့ကြုံရတော့လည်းပဲစိတ်ထကြမသွားဘူးတဲ့ဆက်လက်ပြီးတော့လှုပ်တယ် ဒုတိယဘာခက်ခဲဖြစ်လာတော့ဆိုအဋ္ဌမတ္တာတိတိတိတဝေဒနာခေါင်းကြိုက်တဲ့ယောဂဖြစ်လာတယ်လေးကိုချုပ်တီးလိုက်တဲ့အခါကျတော့ခေါင်းတွေတအားကြိုက်လာတယ်အဲ့ဒီခေါင်းကြိုက်လာသည့်အတွက်ကြောင့်လဲစိတ်ထက်ကကြမသွားဘူးတဲ့ဒီဒုက္ခကိုလည်းကြော်လွားအောင်စိတ်ထဲမှာထားနိုင်တယ်အဲ့ဒီလိုချုပ်တီးတော့နောက်ဆက်လက်ပြီးတော့လှုပ်တဲ့အခါမှာဘာဖြစ်လာတော့ဆို အလုံးကိုပြင်းထန်တဲ့လေက one bike ကိုထိုးဖောက်လာတယ်။ဘိုက်ကြီးပွင့်ထွက်သွားနိုင်လောက်အောင်ကိုလေကနေပြီးတော့ထိုးလာတယ်။ဘိုက်တွေတားနာလာတယ်ပေါ့။အဲ့ဒီအချိန်မှလည်းပဲတိခဏနဲ့ဒီဒုက္ခဝေဒနာကြောင့်စိတ်ဓာတ်ဟာကျပြီးတော့မသွားဘူးတဲ့။ဆက်ပြီးတော့ပဲကြိုးပမ်းနေ။ဟောနောက်တစ်ခုဘာဖြစ်လာတော့ဆက်ပြီးတော့ကျင့်သုံးလိုက်တဲ့အခါကျတော့အတိမတ္တကာယသမိ ဒါဟောပฏิမတ်တော်ကာယသမိန်ဒါဟောခန္ဓာကိုယ်မှာအလုံးကိုပြင်းထန်တဲ့ပူလောင်မှုကြီးတစ်ခုဖြစ်ပေါ်လာတယ်တကောလုံးပူလောင်လာတယ်အဲ့ဒီပူလောင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကလည်းဖះလောင်ရဲ့စိတ်ကိုတုံ့လှုပ်ခြောက်ခြားသွားအောင်မတတ်နိုင်ဘူးတဲ့ဒုက္ခကိုကျိတ်မိတ်ပြီးတော့ခံတယ်လို့ဒီလိုဆိုတာနော်အဲ့ဒီလိုလုံးတဲ့အခါကျတော့ဘာဖြစ်သွားရောဆိုတော့ ဝေလေတွေကိုတားချုပ်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့နောက်ဆုံးမှာမူးမိုက်ပြီးတော့လဲသွားတာနော်ဒုက္ခရစရိယကျင့်နေစားအဲ့လိုကျင့်တာနော်မူးပြီးတော့လဲသွားလဲသွားပြီးတတိတွေဘာတွေမေ့သွားလဲသွားတော့မြင်တဲ့နတ်တွေကဗာပြောကြတော့ဆိုရဟန်းဂေါရမတော့သေပြီလဲကြသွားပြီသေသွားပြီဆိုတော့တချို့နတ်တွေကဒါသေတာမဟုတ်ဘူးတဲ့ရဟန္တာဖြစ်သွားတယ် ရဟနာဖြစ်သွားရင်ဒီလိုပဲဖြစ်တယ်ပေါ့ရမ်းပြောထားတာလေနတ်ဆိုတိုင်းသိတယ်ထင်မနေနဲ့ရမ်းပြောတာသူတို့လည်းနောက်ကြတော့ဒီမူးလဲသွားရကနေပြန်ပြီးတော့တတိပြန်ရလာသို့တော့ဒါလောက်ကြီးမားတဲ့ဒုက္ခကိုရင်ဆိုင်ရသည့်အတွက်ကြောင့်စိတ်ဓာတ်ကျသလားလို့ဆိုမကျဘူးမကျဘူးအဲ့ဒီကနေတတိပြန်ရလာတဲ့အခါကျတော့ခေါင်းထဲမှာဘာဖြစ်လာတော့ဆို လေကိုချုပ်တဲ့အပ္ပနကအကျင့်ကဒါအစွမ်းကုန်ငါကျင့်လိုက်ပြီနောက်တစ်ခုငါထပ်ဆန်းသက်အောင်မယ်ဆိုပြီးဘာတော့ဆိုအစာလုံးဝမစားဘဲနဲ့ဖြတ်တော့မယ်အဲ့ဒါလို့ဖြတ်တော့မယ်ဆိုတဲ့အခါမှာနားထဲမှာလာကြတယ်အစာလုံးဝမဖြတ်ပါနဲ့ဖြတ်ရင်မွေးခြင်းပေါက်တွေကနေပြီးနတ်ဩဇာတွေထက်မယ်လို့နတ်တွေကပြောတဲ့စကားနားထဲမှာလာကြတယ်ဒါတော့ဖះလောင်းလေးကစဉ်းစားတယ် ငါကအစာဖြတ်တယ်လို့ဆိုပြီးတော့သူတို့ကငါမွှေးညင်းပေါက်ကအစာလာထဲ့မယ်ဆိုရင်ငါရဲ့အလုတ်ဟာတန်ရှင်းစင်ကြယ်မှုဖြစ်မှာမဟုတ်ဘူးအဲ့တော့အစာကိုရှော့စားမယ်လုံးဝဖြတ်တာမလုပ်တော့ဘူးနည်းနည်းလေးပဲစားမယ်တလက်ဆောင်လို့ခေါ်တာလက်ဖွားလေးကိုဖြန့်လိုက်ဖြန့်ပြီးရင်နည်းနည်းလေးတွန့်ပြီးတော့ခုံလိုက်ခုံပြီးတော့ရေထက်ကြီးလိုက်လို့ရှင်အဲ့လက်ဖွားထဲမှာတည်နိုင်တဲ့ရေပမာဏကိုတလက်ဆောင်လို့ခေါ်တယ် တလဲဆွန်လို့ခေါ်တယ်အဲ့ဒါလေးကိုပြောတာနော်ကိုယ့်လက်လေးကိုကိုပက်လက်လှန်လိုက်လက်ဖွားလေးကိုပက်လက်လှန်ပြီးတော့ခတ်ခုံးခုံးလေးလှုပ်လိုက်ခတ်ခုံးခုံးလေးလှုပ်ပြီးတော့အဲ့ဒီအခွက်ကလေးထဲမှာ ရေထည့်ကြည့်လိုက်ရင်ဘလောက်ရေဆမ်းမလဲအဲ့ဒီအတိုင်းတာပမာဏလောက်လေးကိုသူစားမယ်လို့ဒီနေ့မှနည်းနည်းလေးအဲ့လိုစားပြီးတော့ဒီနေ့ကုန်တရားကျင့်အာဟာရဖြတ်ပြီးတော့တရားကျင့်အဲ့လိုတရားကျင့်တဲ့အခါကျတော့ အစာအာဟာရကမလုံလောက်သည့်အတွက်ကြောင့်တဖြည်းဖြည်းပိန်းလာလိုက်တာအသားအရောင်တွေကလည်းတခါတည်းညုံမဲသွားတယ်လူကလည်းပိန်ချသွားတယ်အယိုးပြိုင်ပြိုင်ကျဒုက္ခရာစရိယာကျင့်တဲ့ပုံကြီးတွေးဘူးတယ်မဟုတ်လားအဲအဲ့ဒါအဲ့ဒီအဆင်ရောက်နေတဲ့အချိန်ကိုပြောတာနော်အသားသွေးတွေခန်းချောင်းပြီးတော့အယိုးပြိုင်ပြိုင်ကြတဲ့အနေထားထိအောင်စိတ်ဓာတ်ကတော့အလွန်ပြင်းထန်နေတယ်မျက်လုံးကလည်းဟောက်ပက် ဘိုက်ကင်လဲလို့ရှင်ကြော့ထီအောင်ဘိုက်ကြီးကလည်းချက်နေတာဘလောက်ထီအောင်အခြေအနေဆိုးလာတော့ဆိုလို့ရှင်လက်ကိုလက်မောင်းတို့ပါတော့ကိုလက်တစ်ဖက်နဲ့တတ်လိုက်မယ်ဆိုလို့ရှင်အမွှေးလေးတွေကျွတ်ပါသွားတယ်တဲ့အဲ့လောက်ထီအောင်အခြေအနေဆိုးသွားတယ်ဒီလိုပြောတာเนาะမျက်လုံးကလည်းပဲဟိုးရေထွင်းတဲ့က အမတမနဲ့တဲ့ရေထွင်းကိုကြည့်လိုက်လို့ရှင်ရေလေးကဟုတ်အောင်မှရှိရသလိုမျက်လုံးကြီးကလည်းဟောက်ပက်ကြီးဖြစ်နေတယ်တဲ့အသားရောင်တွေကလည်းပဲပြောင်းသွားလိုက်တာပြန်နှန်းနှန်းတို့နဲ့ကျုပ်ကျုပ်တို့ဒီလိုတွေဖြစ်လာတာနတ်တွေကအမျိုးမျိုးပြောကြတယ်ရဟန်းတော်မဟာအသားတွေညိုသွားတယ်တို့အသားတွေမဲသွားတယ်တို့ဒီလိုအမျိုးမျိုးပြောကြတာเนาะအဲ့ဒါလို့ပင်ပင်ပန်းပန်းဆေးရဲတွေကျင့်လိုက်တာ အစွမ်းကုန်ကျင့်တော်လဲပဲ သူလိုချင်တဲ့အသိဉာဏ်တခုရမလာပါဘူးတဲ့ရမလာတော့စဉ်းစားတယ်သိရအညောမဲ့ခေါ်ဘောဓာယအသိဉာဏ်ရဖို့အတွက်ဒီလမ်းတော့မဟုတ်တော့ဘူးတခြားလမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စိတ်ထဲမှာအသိဝင်လာတယ်အသိဝင်လာတဲ့အခါမှာဘာသွားတတိယလုံးလို့ဆိုတော့ငငယ်လေးတုန်းကထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့ ပထမဆန်းရဘူးတဲ့တလောက်ငယ်ငယ်လေးကရနိုင်ပါမလားလို့မစင်စားနဲ့အလေးချင်းတန်တရာမှာအလေးချင်းရှိလာတဲ့ဟာတခုဟာအလွယ်တကူဖြစ်တတ်တယ်ပေါ့ကိုယ့်ရဲ့လေးချင်းမှုစွမ်းအားဟာအမှန်တမ်းမှကြီးမားခဲ့တယ်ခပြီးတော်သုတ်တော်ရဏမင်းကြီးလေတော်မင်္ဂလာ လုံးနေတဲ့အချိန်မှာတပြေးပြင်းအောက်ဖះလောင်းလေးတူရဲတိတ်ထားတဲ့အချိန်အဆောက်နေကလည်းလေတော်မင်္ဂလာပွဲကိုသွားငေးနေတဲ့အချိန်လေးပါတယောက်တည်း ထထိုင်ပြီးတော့ထွက်လေဝင်လေမှတ်ရင်ကနေပထမဆန်းရလာခဲ့ပူတယ်ပေါ့အဲ့ဒါလေးကိုသွားပြီးတော့အမှတ်ရလိုက်တော့အဲ့ဒီဟာကမှလမ်းမှန်ဖြစ်ကောင်းဖြစ်လိမ့်မယ်အခုငါကြင့်နေတာတွေဒီလောက်ပဲမင်းပန်းပန်းကြင့်တာတောင်မရဘူးဆိုရင်ဒီလမ်းကြောင်းဟာမဟုတ်တော့ဘူးလို့စိတ်ထဲမှာပေါ်လာခဲ့တယ်ပေါ်လာခဲ့လို့တိရမက်ခေါ်တိရအင်ညောမက်ခေါ်ဘောရာရာ ဘောရယအသိဉာဏ်ရဖို့အတွက်အညောမဲ့ကောတခြားနီလန်းဟာတိရဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဘုရားလောင်းဟာအသိဉာဏ်နဲ့စဉ်းစားပြီးတော့လမ်းကြောင်းပြမို့ကြိုးစားလာဒီလိုပိန်ချုံးပြီးတော့အသားရည်ညှဉ်းနှွမ်းနေတဲ့အင်အားမရှိတဲ့အနေအထားမျိုးနဲ့ကတော့အဲ့ဒါမျိုးရဖို့ခက်လိမ့်မယ်ဒါကြောင့်မို့လို့ပြန်ပြီးတော့ငါဟာအစာစားအောင်မှပဲ အစာစားပြီးအားရှိအောင် လုပ်ပြီးတော့မှတရားဆက်ပြီးတော့ကျင့်မယ်လို့သူစိတ်ကူးနဲ့အစာပြန်စားတဲ့အချိန်မှာအနန္တကစောင့်ကြည့်ပြုစုနေတဲ့ဘုရားလောင်းတောထွက်ပြီးတဲ့နောက်မှာလိုက်လာကြတဲ့ပင်စဝက်ခီတွေကဘုရားလောင်းရဟန်းဂေါရမအစာလဲပြန်စားရော စိတ်ပြက်သွားကြတယ်သူတို့ကဒါလက်လျှော့သွားပြီးဘာတရားတွေမှလည်းမရဘူးဒီလောက်ပင်ပင်ပန်းပန်းကျင့်တာတော့မရဘူး အခုတော့အစာတွေပြန်စားနေပြီကမ္မထာလောက်ကလည်းထွက်သွားပြီငါတို့တော့မျောလင့်ချက်တွေဝေးကုန်ပြီဆိုပြီးတော့ဒီမှာမနေကြတော့ဘူးတဲ့ဣတိပတနာတော်ဘက်ကို ပြောင်းသွားကြတယ်ဒါလည်းမြတ်စွာဘုရားကိုယ်တိုင်ပြန်ပြီးတော့မင်းရှိတဲ့စကားတစ်ခုပဲအဲ့လိုသစ္စကတုတ်တံမှာအော်တိုဘိုင်ယိုဂရဖီအနေနဲ့တရားဘယ်လိုကျင့်ခဲ့တယ်ဆိုတာကိုဘုရားဟာပြန်ပြီးတော့မင်းရှိတယ် ေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာအများကောင်းကျိုးအတွက်လောကသားတို့အတွက်ဖရာဖြစ်သူမရောက်ခင်ကလည်းဘလောက်ပင်ပင်ပန်းပန်းကြိုးပမ်းအထုတ်ခဲ့တယ်ဘလောက်လှုပ်ခဲ့ရတယ်ဆိုတာဟာဒီဇလန်းနေဒီမှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်သိတာပါတယ်ဒါကြောင့်မို့လို့တရားအထုတ်တဲ့အခါမှာအခက်အခဲတွေတွေ့လဲစိတ်မလျှော့ကြနဲ့မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲ ပင်ပင်ပန်းပန်းဒီလောက်အထုတ်ရတယ်လို့ဆိုတာဒီကြိုးပမ်းအထုတ်မှုလုံးလာဝီရိယဆိုတာအင်တမအရေးကြီးတယ်အခုခေတ်တော့အတွေးလေးကချောလာတယ်အေးတက်တက်တာတာလှုပ်အတ္တကီလိုမီတာဖြစ်တယ်အတ္တကီလိုမီတာဖြစ်တယ်ပင်ပင်ပန်းပန်းမလှုပ်နဲ့ဇိမ်လေးနဲ့အထုတ်ခိုင်းလို့မရဘူးเนาะအေးအဲ့ဒါလို့ကြိုးစားအထုတ်မှရနိုင်တယ်လုံးလာဝီရိယဆိုတာအယိုးကြည်ကြည်အေးခန်းခန်းကြိုးပမ်းအထုတ်ရမယ် လမ်းစဉ်မှတ်ဖို့ပဲအရေးကြီးတယ်ဆိုတာကိုမှတ်သားနိုင်ယူကြပြီးလောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ချိုးဖန်ချက်အဲ့ဒါမှခက်ခဲလာတယ်ဆိုတာသိရှိကြီးညိုကြပြီးဗုဒ္ဓမြတ်စွာရဲ့ဂုဏ်တွေကိုအာယုံပြုကမိမိတို့ရဲ့လုံလောက်ဝီရိယတွေတိုးတက်လာအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအာသာသာ